ငလင်ဘေးသင်ပြည်သူတွေကိုလူတန်းတဲ့နေရာမှာပါရမီဖြည့်ပတ်အဖြစ်ဝေလူကျော်နဲ့အတူတသားရင်ရှိနေခဲ့တဲ့ရေကြီးချမ်းမြ ပရိသတ်များအားလုံးပဲမင်္ဂလာပါရှင်။ Top Salivage ကနေပြီးတော့ပရိသတ်တီအားလုံးကိုပြန်လည်ပြီးတော့ချူဆိုလိုက်ပါရရှင်။ဝေလူကျော်ကတော့ကျွန်တော်တို့အငယ်တုန်းကတည်းကနေပြီးတော့အားပေးခဲ့ရတဲ့မင်းသားကြီးတစ်လက်ဖြစ်ပါရရှင်။ဝေလူကျော်ကငယ်ရွယ်စဉ်မှာအောင်မြင်မှုတွေတောက်ပနေတဲ့အချိန်မှာနာမည်ပြတ်မရှိခဲ့ပေမဲ့သူအသက်ကြီးလာတဲ့အခါမှာအခြေအခြေရာကိစ္စနဲ့ပတ်သက်ပြီးတော့နာမည်ပြတ်ရှိခဲ့ပူပါရင်တင်းတင်းနဲ့အတူကာမလိန်လယ်မှုအမှုကိုရင်ဆိုင်နေရစင်မှာပဲတပင်တယ်မလေးရှိကြည့် န်းများနဲ့မင်္ဂလာပွဲကိုဆင်နွှဲလိုက်တာဖြစ်ပါတယ်။ဘလို့ပဲဆိုဆိုပါဝေလူကျော်ကသူ့ရဲ့လူမှုရေးကိစ္စတွေဘလို့ပဲရှိပါစေပြည်သူတွေအခက်အခဲဒုက္ခတွေရောက်နေတဲ့အချိန်မှာတော့ရှေ့ဆောင်ကနေပြီးတော့ထွက်ပြီးကုညီပေးခဲ့တဲ့ Brighter သမားတွေမှာတယောက်အပါဝင်ဖြစ်ပါတယ်။ရေဘေးတုန်းကလည်းကုညီကယ်ဆယ်ပေးခဲ့သလိုအခုငလင်ပြီးဖြစ်တဲ့အချိန်မှာလည်းပါဝင်ပြီးတော့ကုညီပေးခဲ့တဲ့ Brighter မင်းသားကြီးဖြစ်ပါတယ်။ဝေလူကျော်ကငလင်လှုပ်ပြီးတဲ့အခါမှာအပြည့်အစုံရှုံးနေများတယ်ဆိုတာသိလိုက်ရတဲ့အချက်ချင်းမှာပဲ ရန်ကုန်ကနေထွက်ပြီးတော့ကေဇေးကြီးတွေကိုစပြီးတော့လှုပ်ခဲ့ရလဲဖြစ်ပါတယ်။ဝေလူကျော် Brighter Foundation နေနဲ့မာတီငွေတွေကိုထဲဝင်လူဒန်းပြီးတော့ Brighter ကိုစပြီးတော့လူဒန်းလှူရှားခဲ့ရလဲဖြစ်ပါတယ်။ရေကြီးချမ်းများကအဲ့ဒီအချိန်မှာနေမကောင်းဖြစ်နေတာတောင်မှထားခဲ့ပြီးတော့ငလင်ပေးတဲ့ပြည်သူတွေအတွက်ကိုဦးစားပေးပြီးတော့လူဒန်းပေးခဲ့ရလဲဖြစ်တယ်လို့သိရပါတယ်။ရေကြီးချမ်းများကနေမကောင်းဖြစ်ပြီးရန်ကုန်မှာခြံခဲ့တယ်။နောက်နေကောင်းသွားတဲ့အခါမှာဝေလူကျော်အတဲ့အတူလိုက်ပြီးတော့ငလင်ပေးတဲ့ပြည်သူတွေက ိုအားပေးကူညီပေးနေရလဲဖြစ်ပါတယ်။အရင်တုန်းကတော့ရေကြီးချမ်းများကဝေလူကျော် brighter လုပ်တဲ့အခါမှာငွေစင်းတွေကိုတရားစီစစ်ပေးတာမျိုးတွေလိုက်ပြီးတော့ပါဝင်အားဖြည့်ပေးပေးမယ်။အခုဆိုရင်တော့မြေပြင်ထိကိုသွားပြီးတော့ငလင်ပေးတဲ့ပြည်သူတွေကိုအားပေးစကားတွေအလူငွေတွေတိုက်ပြီးတော့ပါရမီဖြည့်ပေးနေရလဲဖြစ်ပါတယ်။ဝေလူကျော်ကလည်း brighter သမားမင်းသားကြီးတယောက်အနေနဲ့ငလင်ပေးတဲ့ပြည်သူတွေခံစားနေရတဲ့ဝေဒနာတွေကိုမျှဝေပြီးတော့ခံစားကူညီပေးရလဲဖြစ်ပါတယ်။ ပြည်သူတွေဒုက္ခရောက်တဲ့အချိန်မှာဝေလူကျော်ကလည်းသူတက်နိုင်တဲ့တတတအားနဲ့ပါဝင်ပြီးတော့ကုညီလူဒန်းပေးခဲ့ရဖြစ်ပါတယ်။ဝေလူကျော်ကပါဝင်လူဒန်းပေးတဲ့အခါငွေအားရောလူအားရောတကယ်ကိုအားတက်တရောကုညီပေးခဲ့ရလဲဖြစ်ပါတယ်။သူ့ကိုပြည်သူတွေကပရိုက်တာအချိန်လိုအပ်နေတဲ့အချိန်မှာပေါ်လာတဲ့မင်းသားဆိုပြီးတော့ချစ်ခင်နှစ်သက်ကြတာလဲဖြစ်ပါတယ်။သူ့မှာလူမှုရေးအရှုပ်ရှင်းတွေဘလို့ပဲရှိခဲ့ပါစေပြည်သူတွေဒုက္ခရောက်တဲ့အချိန်မှာ စာနာတဲ့စိတ်ကိုချင်းစာရဲစိတ်နဲ့ သူတွေကိုကူညီပေးနေတဲ့မင်းသားကတော့တကယ်ကိုလေးစားချီးကျူးစရာကောင်းတာပဲဖြစ်ပါတယ်ရှင်။ပရိသတ်ကြီးရောရေကြီးချမ်းများနဲ့ဝေလူကျော်တို့အခုလိုမျိုးတက်ညီလက်ညီပရိုက်တာအလုပ်တွေလုပ်နေတဲ့အပေါ်ဘယ်လိုမြင်လဲဆိုတာ comment လေးထဲမှာရှင်းခဲ့ပေးပါအောင်။ဒီနေ့ဗီဒီယိုလေးအဆုံးထိလိုက်ပါပြီးတော့ကြည့်ရှုပေးတဲ့အတွက်လည်းပရိသတ်ကြီးရောက်ချင်းစီတိုင်းကိုအထူးပဲကျေးဇူးတင်ရှိပါတယ်။နောက်နေ့ရက်တင်ဆက်မှုတွေမှာလည်းပရိသတ်ကြီးနဲ့ပြန်လည်ပြီးတော့ဆုံတွေ့ကြပါရစေရှင်။